ဟိုတခုကတော့လေဟိုနိုင်ငံတော်တိဆောက်ရေးရှုထောင့်ကနေပြောရင်ဟိုတောင်းတဲ့သူနဲ့ပေးတဲ့သူနဲ့ဆိုတဲ့အမြင်မျိုးတဲ့စာရင် နိုင်ငံတော်ကိုဘယ်လိုမျိုးစူးစီးတိဆောက်ကြမယ်ဆိုတဲ့ဟိုဘုံသဘောထားယက်တီချက်ကိုရှာဖွေတာအကောင်းဆုံးပဲဆိုတော့စစင်စားကလေးကမရရအောင်တောင်းမတောင်းလို့မရရင်တိုက်မယ်။ငါလည်းပေးနေတဲ့လောက်ပဲပေးမယ်။မပေးနိုင်တော့လာမတောင်းနဲ့ဆိုတာမျိုးတဲ့စာရင် အနာဂတ်နိုင်ငံတော်ကိုဘယ်လိုစူးစီးတိဆောက်ကြမလဲဆိုတဲ့ဘုံသဘောတူညီချက် ရအောင်ကြိုးပမ်းတဲ့ရှုထောင့်ကနေပြီးတော့ကျွန်တော်ကတော့စူးစမ်းကြည့်ချင်တယ်နောက်တစ်ခုကဖြစ်ချင်တာတွေကတော့အဖွဲစည်းတိုင်းလူတိုင်းမှာရှိနိုင်တယ်အဲ့ဒါဒီသူ့ရဲ့အန်တီမရည်မှန်းချက်ပဲသို့တော့ကာလအပိုင်းချလိုက်စဉ်းစားတဲ့အခါကျတော့ဒီကာလမှာသဘောတူချက်ရနိုင်တဲ့အချက်လက်တွေနောက်၅နှစ်ကြာမှရနိုင်တဲ့အချက်လက်တွေအစရှိသဖြင့်ဒီ time factor ပေါ့အချိန်ကာလအပေါ်မှာမူတည်ပြီးတော့စူးစမ်းသွားရင်ဟိုလောလောဆယ်ရသလောက် သဘောတူညီချက်တွေအပေါ်မှာပူးပေါင်းဆောင်ရွက်ရင်းနဲ့ယုံကြည်မှုပို့ပြီးတော့တိုးတက်လာမယ်။အဲ့ဒီခါကျရင်အရင်ကမရသေးတဲ့အချက်တွေမဖြစ်နိုင်သေးတဲ့အချက်တွေကလည်းကြောင်းတော်ယုံကြည်မှုမြင့်လာပြီဆိုရင်သဘောတူညီချက်တွေကထပ်ပြီးတော့တိုးလာမယ်။ဆိုတော့ဒီပုံစံမျိုးနဲ့စူးစမ်းတဲ့လေလို့မြင်ပါတယ်။